ော်ပြည်နယ်ရေးမြို့နယ်အာယူတောင်ကျေးရွာမှာရှိတဲ့ခမာရ343တပ်ဝင်မှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကုန်းတစ်ခုကိုရေးဘလူးတပ်ရင်းကတိုက်ခိုက်တိုင်ပိုင်နိုင်ခဲ့တယ်လို့တပ်ရင်းတာဝန်ရှိသူတွေကပြောပါရယ်ဒီကနေ့ဇူလိုင်လ3ရက်မနေ့9နာရီမှာရေးမြို့ပေါ်နယ်9မိုင်ကွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကုန်းကိုရေးဘလူးတပ်ရင်းကဝင်ရောက်တိုက်ခိုက်ခဲ့တာပါနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတနာရီနီးပါးဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာစခန်းကုန်းကိုတိုင်ပိုင်ရရှိခဲ့တယ်လို့ရေးဘလူးတပ်ရင်းခေါင်းဆောင်ကပြောပါရယ် တို့အင်အား20လောက်တော့ရှိမှာပေါ့နော်ကျွန်တော်စကန်ဝင်ရောက်တိုက်ခိုက်တဲ့ချိန်မှာကြာဆုံးမှုကတော့6ယောက်လောက်တော့ရှိမှာဗျာကျန်တဲ့ဒီရဲဘော်တွေကကြာတော့တို့ရဲ့ကြာတဲ့တက်ဘော်တွေနဲ့လက်နက်တွေကိုပေါ့နော်ယူရတယ်ကျွန်တော်တို့စကန်ကိုပဲတင်စီရမိတယ်ပေါ့နော်စကန်ကိုပဲရခဲ့တယ်စကန်ကိုဒါပေမဲ့ကျန်ကျန်ရှိတဲ့ဒီစစ်ပစ်စီစစ်တုံးတော်ပစ္စည်းတွေပါမရခဲ့ဘူးဗျာစစ်ကောင်စီဘက်ကထိခိုက်တိုက်စုံမှုနဲ့ပတ်သက်ပြီးတပ်တင်းလိုက်တိုင်းနေတဲ့တီးခြားအတီးပြုတ်နိုင်တာမျိုးတော့မရှိသေးပါဘူး အဲ့ဒီပြစ်ခတ်မှုတွင်မှာရေဘလူတရင်ဘက်ကရေဘော်တို့အကြဆုံးခဲ့တဲ့အပြင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ပြစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ရမှာရေဘလူတရင်ဘက်ကနောက်ထပ်ရေဘော်တို့အကြဆုံးခဲ့တယ်လို့ဆိုပါရယ်နှစ်ဖက်ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာရေမျိုးမှာခြေချထားတဲ့တရင်တပ်စခန်းတွေကနေတော်လိုင်းရာစုတွေရှိနေတဲ့နေရာတွေကိုလက်နက်ကြီးရန်တမ်းပြစ်ခတ်မှုတွေရှိနေတဲ့အပြင်စစ်ကြောင်းထိုးဝင်ရောက်တာတွေလည်းရှိနေတယ်လို့အသက်35နှစ်အရွယ်ဂျုံလုံးရွာခံမျိုးသမီးတူကပြောပါရယ် လုံချုံရေးခြေနေရရွာခံမျိုးသမီးရဲ့ပြောဆိုချက်ကိုအတန်အစားထုတ်ဖတ်တာပါဗျ။ဒီဘက်မှာတော့ခဏခဏပြည့်ခတ်မှုတွေရှိနေတာပဲ။အဲ့လိုဖြစ်လာရင်တော့ရှောင်ကြတာပဲများတယ်။တခါတလေဆိုပြေးရင်လွှားရင်နဲ့စစ်သားစစ်ကြောင်းနဲ့တို့ရင်ဖမ်းခံရပြီးရိုက်နှိုက်ခံရတယ်။ပေါ်တာဆွဲတာတွေရှိတယ်ပေါ့နော်။နောက်ဆုံး BDF တွေလို့ဆွဆွဲတယ်တခါတလေတော်လန်ရေးအင်အားစုတွေနဲ့အဆက်အသွယ်လုပ်တယ်ဆိုပြီးတော့ဖမ်းပြီးတက်လိုက်တာလည်းရှိတယ် အမတို့ဆိုမြို့ပေါ်မှာရှောင်နေရတာခုထိမပြန်သေးဘူးလေအာနာတိမ်ပြီးတဲ့နောက်မှာရေမြို့နယ်မှာခြေကျတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရင်းတပ်စခန်းတွေဌာနဆိုင်ရာရုံးတွေအပါအဝင် မြို့ပြင်မှာရှိတဲ့ဂိတ်စခန်းကြီးငယ်တွေကိုရေဘလူးတပ်ရင်းကမကြမကြဝင်ရောက်တိုက်ခိုက်လေ့ရှိပါတယ်ဒါကြောင့်ရေမြို့ပေါ်အပါအဝင်တော်လင်းတပ်တွေဝင်ရောက်နိုင်တဲ့ကြီးရွာလမ်းပိုင်းတွေကိုစစ်တပ်ကဂိတ်စခန်းအများပြားချထားပြီးတော့စစ်မှုထမ်းတင်တန်းစဉ်တပ်သားတပ်တွေနဲ့အင်အားဖြည့်တင်ထားတယ်လို့တော်လင်းရေးတပ်ဘက်ကပြောပါတယ် ရေးမျိုးနယ်ထဲမှာမြို့နယ်စခန်းမှုခေါ်စာစခန်းမှုနဲ့စားသုံးလုံးအရာရှိတွေအပါအဝင်စစ်ကောင်စီလက်အောက်ခံအများပြားကိုရှင်းလင်းနိုင်ခဲ့ပြီးတော့တပ်စခန်းကြီးငယ်ပေါင်း9ခုခက်ကိုတိမ်ပတ်ရရှိထားတယ်လို့ရေးဘလူးတပ်ရင်းကောင်းဆောင်ပြောဆိုချက်အရသိရပါဗျာ။